ို့ယုံကြည်လို့အဲဟောစာဖုံးဆက်ပြီးတော့ပဲကားမကြည့်ရရင်ပဲနဲ့ဝင်ရှိလိုက်တာကဲမင်္ဂလာပါမင်္ဂလာနည်းနည်းခင်းပါဒီနေ့ကတော့မင်္ဂလာရှိလာတဲ့နည်းနည်းခင်းလို့ပြောလို့ရတယ်အဲကျွန်တော်တို့ပဲခူးတိုင်းကြောက်တကားမျိုးကနေပြီးတော့အဲကျွန်တော်ဆီကနေပြီးတော့လာရောက်ပြီးတော့ဂျက်တော် SMD high grade ပေါ့နော်ကျွန်တော်တို့အဲစစ်အား YGN ကားလေးကိုလာရောက်ပြီးဝယ်ယူသွားတဲ့အတွက်ဒီနေ့မနေ့ခင်းဆိုတာတော့ကျွန်တော်တို့မင်္ဂလာရှိတာလဲ မနဲ့ခင်းလေးလို့ပြောလို့ရပါဒါကြောင့်မလို့ဒီကားလေးကိုဝယ်ယူသွားတဲ့ညီလေးကိုကျွန်တော်တစ်ချက်လောက်မေးမြန်းကြည့်မယ်နော်ဒီကားလေးကိုကျွန်တော်စီမှာဘယ်လိုမျိုးလာရောက်ပြီးဝယ်ယူတာလဲကျွန်တော်ဘယ်လိုမျိုးအာချစ်ခင်ယုံကြည်သွားလာရောက်ဝယ်ယူတယ်ဆိုတာကိုကျွန်တော်သိရှိအောင်လို့ကျွန်တော်မေးမြန်းကြည့်လိုက်မယ်နော်တစ်ချက်လောက်ဟုတ်ဟုတ်ကဲညီနာမည်လေးတစ်ချက်ပြောပြပါဦးဘယ်ကနေလာဝယ်လဲဟုတ်ကိုနိုင်အောင်ဝေပါဟုတ်နာမည်ကနိုင်အောင်ဝေပါနိုင်အောင်ဝေဩအလုတ်ကိုင်း လောကကျွန်တော်ကဟာစိုက်ပျိုးရေးစီမစီရောက်တာ။ဟုတ်စီဝါရောက်တာ။ဟုတ်ကဲ့စိုက်ပျိုးရေးစီရောက်တယ်။ဘိုးကားလို့မြင်အောင်ဘယ်လိုကြည့်ရ။အော်ကိုတက်တော့အနေပေါ့။အဲတက်တော့အကြည့်ရ။ဟုတ်ကဲ့။ဟိုမိုးဟာတက်တော့အနေကြည့်ရ။အဖေအဖေလည်းကြည့်ရနော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီကြီးအဖေကိုနိုင်အောင်ဝေးရဲ့အဖေရ။ဟုတ်ကဲ့ဥမ္မာဟုတ်။အော်ဥမ္မာကမလိုက်လာနိုင်အောင်နော်။ဟုတ်ကဲ့ဟုတ်ကဲ့။အိမ်မှာအလုံးနဲ့ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့။ဒီကားလေးဘယ်လိုလဲကြိုက်ရလား။ဟုတ်ကဲ့ကြိုက်ပါဘူး။ဟာဟာ။စီမီလာစီမီလာကားရှေ။ဟုတ်ကဲ့ရှေပဲ။အဲကိုယုံကြည်လို့အဲဟောစား ဖုံးဆက်ပြီးတော့ပဲကားမကြည့်အရေးပဲနဲ့ဟိုဝင်ရှိလိုက်တာကားလည်းတော်တော်ကောင်းတယ်နော်ဟုတ်ကဲ့ပါဟုတ်ကိုလည်းဟိုနည်းနည်းစိုးရိမ်နေတာကားတော်တော်ကြီးကောင်းမှမလားကားလည်းတော်တော်ကောင်းတယ်နော်ကားလည်းတော်တော်ဟုတ်ကဲ့တော်တော်ကြိုက်လားကြိုက်တယ်ကြိုက်တယ်အခုဒီမှာနောက်ထပ်အဲကားလေးရောရှိသေးတယ်ချက်တော့ဆိုလို့ရှိရင်ဖြူရောင်လေးရှိသေးတယ်ဒါပေမဲ့အဲကားလေးကခုနှစ်တန်းလေးပေါ့နော်ဟုတ်ကဲ့ကားလေးတော်တော်ကောင်းတယ်အဲတစ်ချက်လောက်လိုက်ပြလိုက်မယ်နော် ဟုတ်ကျေးဇူးပါနေเนาะဒီကားနဲ့စီးပွားတို့ပါသေးအနေနဲ့ကင်းပါသေးစုမောင်းတောင်းပြပါဘူးဟုတ်ကဲ့ဟုတ်ကဲ့လာခဲ့ပါဗျာလာခဲ့เนาะဟုတ်ကဲ့အားလေးထက်လုပ်ခဲ့ဖြစ်ဖြစ်ပြန်ရောင်းနေတာဖြစ်ဖြစ်လဲနေတာဖြစ်เนาะတကယ်ကြီးနဲ့ပြောပြဟုတ်ကဲ့ပြောပြပါဟုတ်ကဲ့ကျေးဇူးကျေးဇူးပါကျေးဇူးပါကဲဒီကားလေးကတော့ကျွန်တော်ဒီကားလေးကိုတစ်ချက်လောက်ပြလိုက်မယ်เนาะဘေးဘက်ဒီကျွန်တော်တို့ကအလွိုင်းတွေလည်းမတူတော့ဘူးเนาะပုံမှန်အဲကျွန်တော်တို့ခုံနှစ်တန်းနဲ့အလွိုင်းတွေမတူတော့ဘူးနောက် ဖုန်းနေဆိုလို့ရှိရင်ကျွန်တော်တို့အဲဒါနောက်ဖုန်းမော်တာ ပါသွားမယ်ဟွန်းကဲကျွန်တော်စီမှာကားလေးထပ်မှန်ပြီးတော့ရှိသေးတယ်เนาะဒီကားလေးရတော့ကားလေးများစွာရှိတယ် တကြံမတိုင်ခင်တကြံအကျိုးကာလမှာကားလေးသုံးဆွဲပြမယ်မိဘပြည်သူများစိတ်အေးချမ်းသာစွာလာရောက်ပြီးတော့ဝယ်ယူနိုင်ပါတယ်လို့ကုမိုးကားနုပညာနဲ့ပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲကျွန်တော်စီမှာကားလေးဝယ်ယူမယ်ဆိုလို့ရှိရင်သိန်း900ရန်ကနေပြီးတော့စတင်ပြီးရှိမယ်သိန်း900 600ဝန်းကျင်လေးတွေကကျွန်တော်တို့အမေးမြန်းများတယ်ဒါကြောင့်မလို့ကျွန်တော်တို့အာ ိန်900 600ဝယ်ယူသူယူသားတွေအဆင်ပြေပါသေးဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်တော်တိန်900 600 800 800စသဖြင့်တထောင်အောက်မှာကားလေးတွေကိုကျွန်တော်ကြိုးစားပြီးတော့ဖြည့်ဆွတ်ထားတာဖြစ်ပါတာခင်ဗျာအဲဒါကြောင့်မို့ကျွန်တော်စီမှာကားလေးတွေဝယ်ယူမယ်ဆိုရင်တိန်1000ကျော် ကားလေးတွေလည်းရှိပါတယ်တိန်1000ကျော်ကကားလေးဆိုလို့ရှိရင်လည်းအဲဝယ်ယူနိုင်ပါတယ်နော်ကျွန်တော်အစ်တစ်ထပ်မှရောက်ရှိရတယ်ကားလေးဆိုလို့ရှိရင်လည်းကျွန်တော်မှရှိပါတယ်နော်တစ်ချက်လောက်အဲ့တော့မနေ့ပိုင်းဆိုရင်လာတန်ရှင်းလုတ်ပြီးတော့ကျွန်တော်ဒီညီလေးတွေကနေပြီးတော့တန်ရှင်းရေလုတ်ပေးနေတာပေါ့နော်တန်ရှင်းရေလုတ်ပေးပြီးတော့ကျွန်တော်တို့အာ ဘကိုးတိုင်းကြောက်တကားညီလေးကိုကျွန်တော်ဒီကားလေးကိုထည့်ပေးလိုက်မှာဖြစ်ပါတယ်နော်အရောင်းချပေးလိုက်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာအခြားအစ်စ်ထပ်မံရောက်ရှိနေတဲ့ကားလေးဆိုလို့ရှိရင်တော့ BICC လို့ပါအာ D50 D50 ဆိုတဲ့ကားလေးတော့ဒီမှာ3800ဝန်းကျင်လောက်နဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နော်အဒီကားလေးဆိုရင်တော့ 9R နဲ့2020 monlicense နဲ့ရရှိမဲ့ကားလေးတွေဖြစ်ပါတယ်เนาะဒီကားလေးဆိုတော့ great ြည့်တယ်ပိုစတာစမက်ကြီးတွေဖြစ်တယ်ဆရုမိုးတွေပါဝင်တဲ့ကားလေးတွေဖြစ်ပါတယ်ဒီကားလေးတွေလိုချင်တယ်ဆိုရင်လည်းရမယ်နော်ကျွန်တော်ရှိုးရမှတ်နှစ်ကကားလေးတွေဟိုသွားကြည့်လိုက်မယ်နော်ရှိုးရမှတ်နှစ်မှာတော့တိတ်ဆောင်ကျော်ကားလေးရှိပြီးတော့ကျွန်တော်ရှိုးရမှတ်တစ်မှာတော့ဟိုနာဖစ်လို G စစ်လို့ကားလေးတွေရှိတယ်စီနိုဝါဒီ90ဆိုလို့ရှိရင်တော့နှစ်စီးလောက်ရွေးချယ်ဝယ်ယူနိုင်မယ်ကားလေးရများစွာရှိရနော်အစီ30ဝန်းကျင်လောက်ရှိတယ်ဒါကြောင့်မလို့မိတ်ဆွေများအားလုံးတင်းညံမတိုင်ခင်ကားလေးတွေကိုကျွန်တော်ဝယ်ယူသုံးဆွဲကြမယ်မိဘပြည်သူတွေနော် အကူမိုးကားနုပညာစီကိုလာရောက်ခဲ့ဖို့နှွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်စီမှာလာရောက်ပြီးတော့ဝယ်ဦးမယ်ဆိုလို့ရှိရင်စိတ်အေးချမ်းမှုကိုခံစားရမှာဖြစ်ပါတယ်လို့ပြောပြရင်းနဲ့ကျွန်တော် show room အမှတ်နှစ်ကကားလေးလိုက်ပြပေးမယ်နော်အဲဒါဆိုရင်တော့ကျွန်တော်သိန်း900ဝင်းကျင်မှာရရှိမဲ့ကားလေးဖြစ်ပါတယ်နော်အဟိုနာ Odyssey ခုံသုံးတန်းနဲ့ကားလေးကိုကျွန်တော်ရရှိမယ်နော်အဒီကားလေးလိုချင်တယ်ဆိုလို့ရှိရင်တော့သိန်း900ဝင်းကျင်နဲ့ရရှိမယ်သိန်း900ကျော်မှာပေါ့နော်သိန်း900အစွန်ပိုင်းမှာရရှိမဲ့ကားလေးဖြစ်တယ် အပြီးတော့ကျွန်တော်တို့ဒီမှာ Honda CB အစ်စ်ထက်မှန်ရောက်ရှိနေကားတွေအများပါရှိတယ်ဒီနေ့ကတော့နော်ကားစီ70သီးလောက်ကိုကျွန်တော်အစ်စ်ထက်မှန်ရောက်ရှိနော်ကား70သီးလောက်အစ်စ်ထက်မှန်ရောက်ရှိတဲ့ကားတွေမှာ3500 600 800ဝန်းကျင်လေးတွေများပါပါတယ်ဒါ Honda CB လေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ရရှိမှာနော်ဒါအစ်စ်ထက်မှန်ရောက်ရှိတာ3600ကျော်မှာပဲရရှိမှာနော်ဟုတ်ဒါဆိုတော့ကျွန်တော်တို့ရုပ်ပြောင်းနေရဖြစ်သွားပြီ2000တန်းနေရဖြစ်သွားပြီနော် တောင်တင်တန်ဒူးလန်ဒန်အဲနဲ့ရန်ကုန်လိုက်ဆင်းရရရှိမယ်အပြီးတော့ရင်တော့ကျွန်တော်တို့ Mitsubishi Colt လို့ကားမျိုးတွေ Mitsubishi Colt ဆိုတော့ကျွန်တော်သိန်း900အစွန်ပိုင်းနေမှာပဲရရှိမယ်ကားတွေဖြစ်ပါတယ်နော်ဟုတ်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာလူတိုင်းကြိုက်နေတတ်ကြတဲ့ကားတွေလို့ပြောလို့ရတယ်တော်တော်များများအမေးအမြန်းများကြတဲ့ကားတွေလို့ပြောလို့ရတယ်ဒါကြောင့်မလို့ဒါကတော့ Probox ကားလေးဖြစ်ပါတယ်နော်အ Probox ကားလေးကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ Okay ကားတွေအများကြီးပဲเนาะတစ်ချက်လောက်လိုက်ကြည့်ပြပါဦးဒါတော့3600ကားလေးတွေကိုကျွန်တော်ပြသပြီးတော့3000ဝန်းကျင်ကားလေးတွေလည်းပြသပြီးမှဒီမှာခုံသုံးတန်းကားတွေကလိုချင်တယ်ဆိုရင်ခုံသုံးတန်းကားတွေတစ်စီးပဲကျန်တော့တယ် Toyota Wish လေးတစ်စီးပဲကျန်မှာတော့တယ်เนาะဒီကားလေးရမယ်เนาะပြီးသွားရင်တော့ကျွန်တော်တို့ Soyi DA 3 DA 7မေးမြန်းကြတဲ့မိတ်ဆွေတွေ Soyi DA 3ကတော့ကျွန်တော်တို့3900ဝန်းကျင်နဲ့ရရှိမဲ့ကားလေးတစ်စီးပဲကျန်တော့တယ်ဒါကတော့ Soyi DA 3เนาะ Soyi DA 7ဆိုရင်နောက်မှတစ်စီးရှိမယ်เนาะတစ်ချက်လောက်လိုက်ကြည့်ပြပါဦး Soyi DA 7မာလီဘူးဆိုတစည်းကြံမယ်အသိန်း600ကျော်မှာလိုချင်တယ်ဆိုတော့ brilliant v3 တွေကနေပြီးတော့တစည်းကြံမယ်အသိန်း600ကျော်နဲ့အောက်ပိုင်းမြင့်မြင့်လိုချင်တယ်ဆိုရင်နော်မာလီဘူးကတော့အသိန်း1000ဆွန်းဆွန်းလေးမှာရရှိမယ်ပြီးသွားရင်တော့ soy soy d7 နဲ့မှာလိုချင်တယ်ကားကောင်းလေးလိုချင်တယ်ဆိုရင်တော့ 1r နဲ့ akia လည်းမြင့်နေရန်ကုန်လိုင်းစင်းနဲ့ရရှိမယ်ကားလေးတစည်းကြံတယ်နော်ဒီကားလေးဆိုရင်တစည်းပဲကြံပါတော့တယ်တကယ်လို့အဲတစည်းကြံမယ်နောက်နီညူအောင်လေးတစည်းရှိမယ်နော်တကယ်လို့ အဲဇီးလေးနည်းနည်းလေးချိုချိုလေးလိုချင်တယ်အနီညိုအောင်လေးလိုချင်တယ်မိတ်ဆွေတွေနော်တစည်းကြံနေတော့ပြပါပြီပြီးတော့ရတော့ကလူကာတိုတာကလူကာဆိုတော့3900ကျော်မှာရရှိမဲ့ကားလေးဖြစ်ပါတယ်2.4 2e နဲ့ရရှိမယ်နော်အဲပြီးတော့ရတော့ကျွန်တော်ဒီကျွန်တော်တို့ဒီဘက်ချက်ကားလေးလိုက်ကြည့်လိုက်မယ်နော်ကဲဒီဘက်ထဲမှာတော့ကျွန်တော်တို့3600ကျော်ရှိသေးတယ်เนาะ3600ကျော် အဲ total raffle ပေါ့နော် total တွေရလိုချင်တယ် total တွေရလိုချင်တယ် total raffle လေးအပေါ်လေးနဲ့မြင့်ပြကားလေးအများကြီးပဲနော်ကားတွေအများကြီးပဲရှိတယ်တိန့်ချောင်ကြော်တယ်ကားလေးလည်းပြပေးမယ်နော်အတိန့်ချောင်အောက်ကကားလေးလည်းပြပေးမယ်တိန့်ချောင်အောက်ကကားလေးဆိုလို့ရှိရင်တော့ဒီမှာ GAC GS4 လေးတစ်စီးရှိမယ်တိန့်ချောင်အောက်ကနော်အပေါ်လေးနဲ့မြင့်ပြကားတွေအများကြီးပဲနော်ကားတနေရာထဲမှာကားအမျိုးအစားများစွာရဲ့ကျွန်တော်တို့ ကားဇီရန်မျိုးစုံဇီရန်မျိုးစုံက900ရန်600ရန်900ရန်နေပြီးတော့တိတ်1000ကျော်ရန်ဝင်းကျင်ဒီကားတွေများစွာရှိတယ်။ဒါကြောင့်မလို့ခုံ3တန်းကားလိုချင်တာလားခုံ2တန်းကားလိုချင်တာလားကားနဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာအဖြစ်လာရောက်ပြီးတော့အေဂျင့်စွာလာရောက်ဝယ်ယူနိုင်ပါတယ်လို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။အဆိုရီဒီ7ဆိုရင်တော့ဒီမှာဒဇီနှစ်စီးကြံမယ်နော်။ဆိုရီဒီ7ဆိုရင်နှစ်စီးကြံမယ်။အဲဆိုတော့နီညိုယောင်ကာလာလေးနဲ့ရမယ်။ဒါဆိုတိတ်ဆောင်အစွန်ပိုင်းနေမှာပဲရမှာဖြစ်ပါတယ်။ အဲ့ဒါဆိုတော့ Harvey H2 ရှိမယ်နော် Harvey H2 ရှိမယ်တင်းထောင်အောင်ပါပဲနော်ပြီးသွားရင်နော်တင်းထောင်ကျော်မှာတင်းထောင်5ဝင်းကျင်မှာ Jet 895တစည်းရှိမယ်အကုန်သုံးနန်းနဲ့နော်ပြီးသွားရင်နော် Sino Truck VGV တစည်းရှိမယ်တင်းထောင်ကျော်မှာပဲနော်တင်းထောင်500ကျော်မှာရရှိမယ့်ကားတွေဖြစ်ပါတယ်ဒီမှာ Jet 2ဆိုလို့ရှိရင်နော်ရွှေရောင်ရောင်လေးတစည်းရှိမယ် Jet 2ဆိုနောက်ထပ်တစည်းရှိသေးတယ်အဖြူရောင်လေးတစည်းရှိမယ်နော်အပြင်မှာကျွန်တော်စပါးသွားလုပ်နေတဲ့အတွက် ကျွန်တော်ဂျက်တော့ဆိုလို့ရှိရင်တော့နှစ်စီးလောက်ကိုရွေးချယ်ဝယ်အလုံးပေါင်းဂျက်တော့ဆိုသုံးစီးရှိတာနော်သုံးစီးရှိတာကျွန်တော်တို့နှစ်စီးကြံပါအောင်မယ်ဒါကတော့အဖြူရောင်လေးတစ်စီးရဲ့အဲကျွန်တော်ဂျက်တော့ရွှေရောင်လေးတစ်စီးရဲ့နှစ်စီးကြံပါမယ်ဒါကြောင့်မို့ကားလေးတွေများစွာကိုကျွန်တော်စိတ်အေးချမ်းစွာလာဝယ်ယူနေဆိုရင်တော့ကိုမိုးကားနုပညာစီကြွာလန်းခဲ့ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျွန်တော်တို့အဲနောက်ဟိုဘက် showroom အမှတ်1မှာတော့ကျွန်တော်အဟွန်နာဖစ်ဂျီစစ်ဆိုတော့3သီး4သီးလောက်ကိုရွေးချယ်နိုင်မှာเนาะဟွန်နာဖစ်ဂျီစစ်လေး3သီး4သီးရွေးချယ်နိုင်မှာ ်အဲပြီးတော့ရင်တော့အခြားကားလေးတွေစလုံးကားလေးတွေလည်း800ဝန်းကျင်900ဝန်းကျင်လည်းရရှိမယ်နော်ဒါကြောင့်မလို့အဲကျွန်တော်တို့အရေးကြလိုချင်တာလားနော်အဲကားလေးတွေကိုငွေစင်ဝယ်ယူနေတာလားအဲငွေကြံနေနဲ့လိုချင်တာလားစသဖြင့်ကျွန်တော်တို့ဝယ်ယူမှုပုံစံများစွာနဲ့ကိုမိုးကားနုပညာနေပြီးတော့ဖိတ်ခေါ်လိုက်ပါအခုရောက်ရှိနေတဲ့နေရာလေးကတော့ကိုမိုးကားနုပညာရဲ့ showroom အမှတ်3ပဲဖြစ်ပါတယ်နော် showroom အမှတ်3မှာတော့ warehouse လည်းပြောလို့ရတယ်ကျွန်တော်ဟိုတနေ့ကကျွန်တော်ဗီဒီယိုလေးတင်ထားတဲ့နေရာမှာ warehouse ဖြစ်တဲ့အတွက်ကျွန်တော်တို့ကားလေးတွေကိုဒါကတော့ကျွန်တော်ဆင်ချထားတဲ့ကားလေးတွေကိုထားရှိတာဖြစ်ပါတယ်ခင်ဗျာ အဲဒီဘက်မှာတော့ကျွန်တော်ရုံသုံးကားလေးတစ်စီးရှိမယ်နော်အဲကားလေးကတော့တနေရာထဲမှာအများစွာကျွန်တော်တို့အာကြည့်ရှုနိုင်တယ်အဲကျွန်တော်စီမှာလာရောက်ပြီးဒီမှာတော့ကျွန်တော်တို့ဒီကိုမိုကားနုပညာရှိုးရုံအမှတ်၃ဝင်းကျင်မှာတော့ကျွန်တော်တို့ကားချစ်သူမိဘပြည်သူတွေနဲ့ပျော်ရွှင်စွာနုပညာရှင်တွေနဲ့ကျွန်တော်တို့ပျော်ရွှင်စွာကျွန်တော်တို့ပိုစတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်နော်ပျော်ရွှင်စွာတပ်ပုံလေးတွေကျွန်တော်တွဲပြီးရိုက်ထားတဲ့ပုံလေးတွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နော်အဲတငယ်ချင်းတွေမိတ်ဆွေတွေအိုးစားမိတ်ဆွေတွေ အဲကျွန်တော်တို့အနုပညာရှင်တွေနော်များစွာကျွန်တော်တို့ပျော်ရွှင်စွာဓာတ်ပုံရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်ညာကဲဒါကတော့ကျွန်တော်တို့ရှိုးရုံမှတ်၃လေးထဲမှာတော့ကျွန်တော်တို့စီရင်ချထားတဲ့ကားတွေကိုတည်တံ့ထားရှိတာဖြစ်ပြီးတော့အချို့ကားလေးတွေလည်းကျွန်တော်မနက်ခင်းဆိုတော့ကျွန်တော်အပြင်မထုတ်ရသေးတဲ့ကားလေးရှိုးရုံမှတ်နှစ်မှာသွားပြီးမထားသေးတဲ့ကားလေးရှိတယ်ဒါကတော့ကျွန်တော်တို့စီရင်ချထားတဲ့ကားလေးတွေကိုတည်တံ့ထားတာဖြစ်ပါတော့တည်တံ့ထားတာဖြစ်တဲ့ အဒီမှာ၄၅6စီးလောက်ကိုကျွန်တော်ဆင်ချရတဲ့ကားတွေကိုတည်တံထားရှိတာဖြစ်ပြီးဒီကားလေးကတော့မနေ့ကအစ်စ်ထက်မှန်ရောက်ရှိထားတဲ့ total effort ဖြစ်ပါ effort တော့2005 late ဖြစ်ပြီးတော့ရုပ်ပြောင်းဖြစ်ပါနော် 2.42E ဖြစ်တဲ့ slide motor တွေပါမယ်အတွင်းကန်အတိုင်းအောင်လေးနဲ့ဖြစ်ပါခင်ဗျာကဲကားလေးတစ်ပတ်လောက်လိုက်ကြည့်ပြအောင်ဒီကားလေးကတော့ရောင်ကားလေးတစ်စီးရှိမယ်နော်ဒီကားလေးရောင်ကားလေးတစ်စီးရှိမယ်ဒါ M10 ဖြစ်တယ်ရန်ကုန် license ဖြစ်တယ်အခေယာမြင့်မြင့် မော်ရယ်မြင့်မြင့်လိုချင်တယ်ဆိုတဲ့မိဘပြည်သူတွေက effect ကတော့ဒါကြီးသွားရာသီရာသီသားလေးအနေနဲ့ရရှိမှာဖြစ်ပြီး3400အစွန်ပိုင်းလေးတွေမှာရရှိမှာဖြစ်ပါခင်ဗျာဒါတော့ကျွန်တော်တို့ showroom မှတ်1နှစ်3ကားလေးတွေကိုလိုက်ပြပေးပြီးတော့ဒါတော့ showroom မှတ်3မှာတော့ဒါစင်ရချထားလိုက်ကားကြီးနော်အွန်လိုင်းအဆန့်ရုပ်ပြောင်းနေဒီကားလေးကတော့ဒါရောင်းကားလေးစီးရှိအောင်နော်ဒီကားလေးကတော့3500ဆွန်းဆွန်းနဲ့ရရှိမဲ့ကားလေးကြီးနော်ဖြေဒါရောင်းကားလေးနဲ့ရောနေရပါတော့နည်းနည်းလေးတော့ဟုတ် miss ဖြစ်နေတယ်ဟုတ် ။ဒီမှာတော့ကျွန်တော်တို့ဒါအစင်ချလာပြီးသားဒါတော့အဲနေပြီးတော့အမန္တလေးရ sorry မန္တလေးရဝယ်သွားတာမန္တလေးဝယ်သွားတဲ့ကားလေးစီးရှိမယ်။အားတော့ BYD BYD လည်းမန္တလေးကနေအစင်ချဝယ်ထားတဲ့ကားလေးတွေအပြီးတော့ရတော့ဟိုဘက်မှာအဟိုနိုင်အဆန့်ရုပ်ပြောင်းနေရနော်အစင်ချဝယ်ထားတဲ့ကားလေးဖြစ်တယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒါ show room အမှတ်3ကနေပြီးတော့ show room အမှတ်1 1ကိုချက်လောက်သွားလိုက်မယ်နော်ချက်လောက်သွားရင်ဘယ်လောက်ဝေးလဲဆိုတာလည်းပြတချမ်းကျော်မှာပဲရှိတယ် နေရာလေးရတော့เนาะရှိုးရုံးမှတ်နဲ့ရှိုးရုံးမှတ်1နှစ်3ရဲ့ရှေ့ဒီမှာတော့ကျွန်တော်တို့အားလေးရေးထားလဲဆိုတော့ကျွန်တော်တို့ဥမိုကားနုပညာကားမဲဖောက်ရောင်းချခြင်းလုံးဝမလုပ်ပါဆိုတော့အဲစာသားလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်เนาะဒီစာသားလေးကကျွန်တော်တို့နှုတ်တရားစာသလုံးလိုလိုကျွန်တော်နေတိုင်းနေတိုင်းလည်းပြောနေတယ်အဲကျွန်တော်ကားမဲဖောက်ရောင်းချခြင်းလုံးဝမလုပ်ပါဆိုတော့စာတန်းတွေကိုတစ်ချက်လောက်ပြပြီလေเนาะ အဲ့တော့ကျွန်တော်တို့တချံကျော်မှာပဲရောက်ပါပြီเนาะကုမိုးကားနုပြင်ကရှိုးရုံအမှတ်နှစ်ဒါကတော့ရှိုးရုံအမှတ်နှစ်ဖြစ်ပြီးတော့ရှိုးရုံအမှတ်နှစ်ထဲမှာတော့ကားလေးတွေဒါရောင်းကားလေးတွေတီးတန့်ပဲเนาะဒီထဲမှာရောင်းကားလေးတီးတန့်ရှိတာဖြစ်တာဖြစ်ပါတယ်ဟုတ်ဒါရောင်းကားတွေကြီးပဲเนาะဒီကားဒီထဲမှာဆိုတော့ရောင်းကားတွေကြီးပဲအစီ20ဝန်းကျင်လောက်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါအစီ20ဝန်းကျင်လောက်တွေ့ရမှာလားရှိုးရုံအမှတ်စောစောပြပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိုးရုံအမှတ်တစ်ကိုတွားလိုက်မယ်เนาะဒီကားလေးပြပြီးလဲเนาะစီးပစ်လေး စီဗစ်လေးနော်ဒါအတိတ်ထက်မှရောက်ရှိတဲ့ဗားဒီနေ့အတိတ်ထက်မှရောက်ရှိတာဆိုလို့ရှိရင်တော့တိတ်ထက်မှရောက်ရှိတာဆိုကအနည်းဆုံး5သီး6သီးရှိရယ်နော်5သီး6သီးရှိပါတယ်ရှိုးရွမ်မှတ်1ကိုရောက်ပြီနော်တစ်ချံကျော်မှာပဲအရှိုးရွမ်မှတ်1မှာတော့ရောက်ပြီဆိုလို့ရှိရင်ရှိုးရွမ်မှတ်1မှာတော့ကားမဲဖောက်ရောင်းချခြင်းမရှိပါဆိုတော့မလုပ်ပါဆိုတော့ signboard တွေကိုတွေ့ရမှာဖြစ်ပါတယ်နော်အားလုံးကအားမဲ့ဖောက်ရောင်းချခြင်းလုံးဝမလုပ်ပါဆိုတော့ဆိုင်းမို့တွေ့ရမယ်။ပြီးသွားရင်တော့ကျွန်တော်တို့ ဒီမှာဒီကားလေးဆိုအတိရောက်တာနော်အတိရောက်တဲ့ကားလေးဒီ90ဒီ50 DIC ဒီ90ကားလေးရောအတိထက်မှရောက်ရှိတာဖြစ်ပြီးတော့ဒီကားလေးရောကျွန်တော်ဆီကဝယ်ယူထားပြီးနောက်ပိုင်း3လလောက်ဝယ်ယူထားတယ်တချို့ကျတော့ခီးသွားမယ်တချို့ကျတော့နိုင်ငံခြားခီးကိုသွားပြီးတော့အလုတ်လုတ်ကင်ကြမယ်မိတ်ဆွေတွေပြန်လည်ပြီးရောင်းချတဲ့ကားလေးဖြစ်ပါတော့နော်အဲဒီလိုမျိုးပဲပြန်လည်ပြီးရောင်းချတာကားလေးတွေရှိပါတယ်ခင်ဗျာဒီကားလေးရောကျွန်တော်ဆီကနေပြီးတော့ဘကိုးတိုင်းကနေပြီးတော့လာရောက်ပြီးဝယ်ယူသွားတဲ့ကားလေးဖြစ်ပါတယ်ဒါကတော့ အဲကျွန်တော်တို့အောက်ပိုင်းမြင့်မြင့်ကားလေးလိုချင်တယ်သူကဂျက်တော့မှလိုချင်တယ်ဆိုတော့မိတ်ဆွေတွေများကျွန်တော်ဒီကားလေးကိုကျွန်တော်ရောင်းချတာပေးလိုက်တာဖြစ်ပါတယ်ဒီနေ့မနေ့မှာတော့လာရောက်ပြီးတော့ယုံကြည်စွာချစ်ခင်စွာဖြင့်လာဝယ်ယူတဲ့မန္တလေးဘကိုးတိုင်းရမိတ်ဆွေတွေဘကိုးဘကိုးမျိုးကျွန်တော်တို့ကြောက်တကားလို့ခေါ်တော့ဘကိုးတိုင်းကြောက်တကားမျိုးနဲ့ကျွန်တော်တို့အဲ့ရနေပြီးတော့ကျွန်တော်လာရောဝယ်ယူသွားတဲ့မိသားစုအေဂျင့်ပျော်ရွှင်ကြပါသေးလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ခင်ဗျာဟုတ်ဒီကားလေးတန်ရှင်းလုပ်ပေးပြီးတော့ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့စာရွက်စာတမ်းတွေစာရွက်ချုပ်ပေးပြီးတော့ အဝယ်သူလက်ထဲကိုထည့်ပေးမှာဖြစ်ပါတယ်ဟုတ်ဒီကားလေးလည်းအစ်စ်ထက်မှန်ရောက်ရှိတာဖြစ်ပါတယ်เนาะကျွန်တော်တို့ KIA ပီကန်ဒိုးဆိုတဲ့ကားလေးကတော့အစ်စ်ထက်မှန်ရောက်ရှိတာဖြစ်ပါတယ်အခုဒီပိုင်းကတော့ကျွန်တော်တို့အစ်စ်ထက်မှန်ရောက်ရှိနေတဲ့ကားတွေကများစွာရှိတယ်၄၅၆၈၈စီး၁၀စီးဝန်းကျင်ကြီးရောက်ရှိတယ်เนาะဒါကြောင့်လဲဆိုတော့ကျွန်တော်တို့တင်းညံမတိုင်ခင်ခီးသွားကြမယ်ပစ်ကနစ်သွားကြမယ်မိတ်ဆွေတွေတီးသန့်ကျွန်တော်ရည်ရွယ်ပြီးတော့300 600 800 Pro Total Pro Box တွေအောင်ရှိတယ်เนาะအဲရှုံးရမှတ်နှစ်ထဲမှာ Total Pro Box လည်းရှိပါတယ်ခင်ဗျာဟုတ် ဲကျွန်တော်အတွင်းထဲမှာတော့ကျွန်တော် Honda Fit G စစ်လေးရှိမယ်အ Honda Fit G စစ်လေးဆိုလို့ရှိရင်တော့3600စွန်းစွန်းနဲ့လိုချင်တဲ့မိတ်ဆွေတွေ3600စွန်းစွန်းနဲ့ရရှိမယ်နော်အဲပြီးသွားရင်တော့ကျွန်တော်3900အဲ့တော့3600တော့ပဲ900အောက်လေးမှာရရှိမယ်ဒါ tablet spec လေးရရှိမယ်3600ဆွန်းဆွန်းလေးရရှိမယ်ကျွန်တော်တို့ total premium လေးရရှိမယ်ခင်ဗျာဒီဘက်နောက်မှာလည်းရှိသေးတယ်နော်အဲ့ဒီဘက်နောက်မှာ Honda Fit လေးရှိမယ် Honda Fit လေးရှိမယ် ော်ပြီးတော့ဒီဟာလေးတော့စင်ရန်ချပြီးသားပဲမနေ့ကဒါလေးကစင်ရန်ချလာပြီးသားဖြစ်သွားနော်အဲစွစ် GL လေးလေးကတော့မနေ့ကညနေကစင်ရန်ချစင်ရန်ချသွားတာဖြစ်ပါနော်ဟုတ်စင်ရန်ရသွားပြီအဲကားလေးကတော့အဲနောက် S10 လေးရရှိမယ် S10 လေးကတော့ကျွန်တော် D50 ကားလေးနော်ဒီ90ကားလေးတွေချိန်နေကြတဲ့မိတ်ဆွေတွေကျွန်တော်ဆီမှာတစ်စီးပဲကျန်တော့တယ်နောက်ထပ်အစ်စ်ထက်မှရောက်ရှိရနှစ်စီးပေါ့နော်အလုံးပေါင်း၂စီးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။အဲကျွန်တော်အခုပြသွားတာတော့ကျွန်တော်တို့ show note 1 2 3 เนาะဆိုတော့မှတ်1နဲ့3ကားလေးတွေကိုကျွန်တော်ပြသသွားတာဖြစ်ပြီးတော့တော်တော်လေးများရတယ်ကားတွေကเนาะကားလေးတွေကကျွန်တော်ဒီမှာရွေးချယ်မယ်ဆိုတော်တော်လေးများပါရှိတယ်ဒါကတော့ကျွန်တော်တို့တကူတိုင်းကြောက်တကားကမိသားစုဖြစ်ပါเนาะကျွန်တော်ဒီမှာလာရောက်ပြီးတော့အာဒါကားလေးတန်ရှင်းလုပ်နေတာကိုစောင့်နေတဲ့မိသားစုဖြစ်ပါတယ်အဲဒါကြောင့်မိသားစုတွေအေးချမ်းကြပါစေပျော်ရွှင်ကြပါစေစုမုံအောင်တောင်းလိုက်ပါရစေခင်ဗျာကျွန်တော်စီကိုမနက်ခင်းမိုးလင်းလာတဲ့မင်္ဂလာနံနက်ခင်းမှာလာရောက်ပြီးအားပေးကြတဲ့ မိတ်ဆွေတွေကျေးဇူးတင်လေးစားပါတယ်လို့ပြောပြရစီကိုမိုးကာနုပညာဆိုပြီးတော့ဘိုင်နင်းကိုတက်ပြီးတော့เนาะကျွန်တော်တို့လာဝယ်ဦးတဲ့အတွက်ကျွန်တော်တို့နှလုံးသားရဲ့ chicken လေးစားပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံအနှံ့မှာကျွန်တော်တို့ကားရောင်းချရသူတွေများစွာရှိတယ်။ရန်ကုန်မြို့မှာလည်းကားရောင်းချရသူတွေများစွာရှိတယ်။ကားရောင်းချသူတွေများစွာတဲ့မှာကိုမိုးကာနုပညာကိုအားပေးကြတဲ့အတွက်တကယ်ကို chicken လေးစားပါတယ်လို့ပြောပြရစီကျွန်တော်တို့ဦးသားမိတ်ဆွေတွေတငယ်ချင်းတွေကားရှုံးတွေပြောင်းကြရသူတွေရှိတယ်။ကားရောင်းဝယ်ပြုလုပ်ကြတဲ့မိတ်ဆွေတွေလည်း အဲကျွန်တော်တို့စီးပွားရေးတွေကောင်းကြပါသည်အယောင်းဝယ်တွေကောင်းကြပါသည်ကျန်းမာရေးတွေကောင်းကြပါသည်လို့ဆုမွန်အောင်တောင်းတယ်ကျွန်တော်တို့လုပ်ငန်းသူမိတ်ဆွေအားလုံးစီးပွားရေးတွေကောင်းကြပါသည်အန်ရီကင်းကြပါသည်ဘေးတွေရှင်းကြပါသည်လို့ဆုမွန်အောင်တောင်းရင်းနဲ့မြန်မာနိုင်ငံအနှံ့နေပယ်ဘောင်းဆောင်ဘာသာဘောင်းဆောင်လူမျိုးဘောင်းဆောင်ကစီးပွားရေးဘောင်းဆောင်ကမိတ်ဆွေများအားလုံးလည်းစီးပွားရေးတွေကောင်းကြပါသည်အန်ရီကင်းကြပါသည်ဘေးတွေရှင်းကြပါသည်စီးပွားလက်လက်ပဲများဒီလာတိုးတက်ကြပါသည်လို့ကဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုကိုမိုးကားအမှုပညာမှစုမုံအောင်တောင်းလိုက်ပါတယ်ခင်ဗျာ ားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာအားလုံး